Ni ce kika manga, kakar ka a square minae ten plus <laughs> ki. Ima zo, ki tambu ko shi a kai, a tete a yamaki a bale -1. The whole square is igodoli a square minas 2 a plus 1 square. A tete a yamaki a bale a kai ne ta, a shi kai ne ina, a kai ne ina. Iyakuna sa biyu kima ina ko na nauswa na naun kai na ta. Tuku ko dibau za a kuyi ko a yi a kai na, a square minas. i square minus ဒီမှာဆိုလို့ရှိရင်နှစ်ဆဆိုလို့ရှိရင်2ရှေ့ကိုင်းဟိုဘက်ကအနောက်ကိုင်းကကြတော့သူ့ကိုနှစ်ထပ်ခွဲလိုက်မယ် look k to square ဒီလေကိုင်းဆိုလို့ရှိရင်ရှေ့ကိုင်းနဲ့နောက်ကိုင်းနဲ့မြှောက်လိုက်မယ်ဒီလိုရှိရင်နှစ်ဆပြုမယ်ဒီလိုလေးပေါ့ဒီလေးချိန်လိုက်တဲ့အချိန်မှာဒါဒီလိုလေးဖြစ်သွားမှာနော်ဒီနေရာမှာဆိုလို့ရှိရင်သူကဒီနေရာမှာဒီလို ဒီလိုလေးခွဲလဲရတယ်နော်ဒီလိုလေးခွဲလိုက်နောက်တစ်မျိုးခွဲမယ် a square minus 2 h ဒီလိုစီရင်သူက10ဖြစ်အောင်ဆိုလို့ရှိရ5နဲ့ပြောင်းလိုက်မယ်ပြီးရင် plus k ဆိုပြီးတော့ဒီတိုင်းထားပြီးတော့ခွဲပြီးတော့ဒီတစ်ခုကိုရှင်းလိုက်ပေါ့နော်ဟုတ်ကဲ့ဒီလေးပေါ့လို့ရှိရင်ဒါကြောင့်မို့ကျမတို့ကဒီမှာဆိုလို့ရှိရင် root k တီးဘာနဲ့တော့တူ တော့တူလဲဆို5နဲ့တူမယ်သူကြောင့် root k is equal to 5 k ကိုလိုချင်တယ်သူက k ကိုလိုချင်နှစ်ဖက်စလုံးကို square တင်လိုက်မယ်5ကိုလည်း square တင်လိုက်တော့ k is equal to 25ခက်ကွေ 4b square plus kb plus 25သူကခဏတုန်းကပြောတဲ့ပုံစံလိုမျိုး x minus y the whole square is equal to x square minus uh, x plus y x plus 2hy plus y square ပေါ့နော်အရှိကိန်းနဲ့နောက်ကိန်းနဲ့မြောက်မဆာသူ့ဒီပုံစံတိုင်းကပထမဦးဆုံးဆိုလို့ရှိအရှိကိန်းနဲ့ထပ်နောက်ကိန်းနဲ့ထပ်ကိုခွဲလိုက်မယ် okay. 2b the whole square ဟိုနောက်ဘက်မှာ plus 5 square လို့ရှိရင်ဒီအလဲမှာကကြတော့ kb ကွယ်ဒါကကြတော့ kb သူအလဲကိန်းဒီ 2h wine ဖြစ်တဲ့အတွက်ကြောင့်အရှိကိန်းနဲ့နောက်ကိန်းနဲ့မြောက်နှစ်ဆပြီးရှေ့ကိန်းကမထားလိုက်တော့အရှိကိန်းဒီတိုင်းထားမယ်အရှိကိန်းက 2b အနောက်ကိန်းက5ဘယ်နှစပြုလဲဆိုနှစ်ဆပြုမှာဖြစ်ပါတယ်အဲ့လို့ရှိရင်ဟိုနောက်က5 square ပေါ့အဲ့လို့ရှိရင်တို့နှစ်ခုကိုရှင်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာ b နော်ဒီ b ဒီ b နဲ့ဆိုလို့ရှိရင်225 2 into 2 into 5ဒီဘာနဲ့တောင်းညီလိုက်ဆို k နဲ့တောင်းညီမှာဖြစ်ပါတယ်ဒါကြောင့်မို့ k is equal to the 2 into 2 into 5ဒီလိုလေးဖြစ်သွားမှာเนาะအဲဒီလိုလေးဖြစ်သွားတော့ဘယ်လိုရှင်းနှဲ့တည်း4 4 5 5 90ဖြစ်ပါတယ်နော် k ရဲ့တန်ဖိုးက90ဖြစ်ပါတယ်အဲ့တော့ရှင်လေ့ကျင့်ခန်းလေးရတဲ့မှာက từ gỗ y square minus hỗ oh, nào cái người ta biết mẹ plus 9 square đó 9 square đó là 2k y đây mà số là gì? y square minus 2 xe cái nó cái y nào cái ngã 9 ဘယ်နှစလဲဆိုလို့ရှိရင်နှစဟိုနောက်ကကြ plus 9 square ဒီလိုလေးပေါ့ကွာလို့ရှိရင်သူ့ကိုရှင်းလိုက်မယ်ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင် y ဒီ2နဲ့2 k ကကြတော့9ဖြစ်သွားမယ်ထို့ကြောင့် k is equal to the 9နံပါတ်ကြီး k a square minus 12 is plus 9ဒီမှာဆိုလို့ရှိရင်လည်းဒီလိုပဲ ရှေ့ကိန်းကိုပြင်လိုက်မယ်ရှေ့ကိန်းဘယ်လိုပြင်ဆို row k ပြီးလို့ရှိရင် h the whole square ဟိုအနောက်ဘက်ကိန်းကိုတော့ပြင်မယ် last 3 square ဒီလိုလေးပြင်လိုက်နော်ပြီးလို့ရှိရင်အလယ်မှာကကျတော့ minus 12h အဲပြီးရှိရင် root k h the whole square ဟိုအလယ်ကိန်းထဲနော်အလယ်ကိန်းထဲပဲအလယ်ကိန်းကကျတော့ရှေ့ကိန်း rookie eggs ပြီးလို့ရှိရင်နောက်ကိန်း into 3 vanessa လဲဆိုလို့ရှိရင် nessa ပြီးလို့ရှိရင်သူနဲ့ညီလိုက်မယ်เนาะတွဲနဲ့ညီလိုက်မယ်ဒီ eggs ကဒီလား eggs ပေါ့เนาะတွဲနဲ့ကကြတော့2 into rookie နှစ်တုံးချောင်း6 rookie เนาะ is equal to the 12ဖြစ်သွားမှာဖြစ်ပါတယ် ကျွဲပြတော့နှစ်စလုံးကို6နဲ့စာလိုက်တော့ rook k is equal to the 2ရမှာဖြစ်ပါတယ်။ဆိုရှင်နှစ်ဖက်စလုံးကို square တင်လိုက်မယ်။ is equal to 2 square k is equal to 4ဖြစ်မှာဖြစ်ပါတယ်။